မြန်မာနိုင်ငံတဝမ်းမှာရေဘေးကြောင့်နိုင်ငံတဝမ်းသေဆုံးသူ28ယောက်ရှိပြီးရေဘေးတင်ပြည်သူ3000ခွဲလောက်ရှိနေတယ်လို့အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ရေကြီးတဲ့ဒေသတွေထဲမှာသခိုင်းတိုင်းဒေသကြီးကလေးမြို့လဲပါဝင်ပြီးရေဘေးတံကိုဆူဆူဝါဝါခန်းစားနေရတာပါ။အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်လို့တွားရောက်သတင်းယူနေတဲ့သတင်းတောက်မယမင်းဦးကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါဦးမယ်ရှင်။အဲမယမင်းဦးရှင်ကလေးမြို့မှာလက်ရှိကြုံနေရတဲ့ရေဘေးအခြေအနေကိုအရင်ဆုံးပြောပြပေးပါလားရှင်။ အခုကလေးမျိုးရဲ့အခြေအနေကတော့ကလေးမျိုးအမြင့်ပိုင်းမှာတော့ရေဖုံးလမ်းမရှိပါဘူး။ဒါပေမဲ့ကလေးမျိုးအနေနဲ့မှရှိတဲ့လူတွေရက်ွက်သေးတာနဲ့ပတ်ဝန်းကျင်ကျေးရွာတွေမှာတော့ရေတွေကဖုံးလမ်းနေသေးရှိပါသေးတယ်။ဒီပြင်ကြားဖို့အခြေအနေကတော့ရက်အတန်ကြောင့်ဆောင်ရတယ်မျိုးဒီကလေးလုပ်ငန်းလုပ်ဆောင်နေတဲ့လူတွေပြောပါရတယ်။အခုတော့မျိုးပေါ်မှာတော့ကလေးစခန်းကိုဖွင့်လှစ်ထားပြီးတော့မှဒီကလေးဒုက္ခတွေပေါင်းတော့6000ကျော်ရှိတယ်လို့မှန်းထားတယ်ရှင်။အဲ့တို့အနေနဲ့တနက်တောင်လို့ပို့လုပ်ငန်းတွေမီဒီယာအင်တွေလိုအပ်နေတယ်ဒီဝါထောက်ကူတွေလည်းလိုအပ်နေပါတယ် ဟုတ်ကဲ့ရှင်ကလေးမျိုးကိုတရုတ်တပ်အမတ်ကြီးလဲလာရောက်နေတယ်ဆိုတော့ဘာအတွက်များလာရောက်တာပါလဲရှင်ဟုတ်ကဲ့တရုတ်တပ်အမတ်ကြီးကတော့ဒါရေးရေးတော့ခဲ့တယ်ဖြစ်ပြီးဆိုကြမှုရောက်ရှိနေတာပါသူတို့ကဒေါ်လာ3ဘီလီယံပတ်ဝန်းကျင်တက်မှုရှိတဲ့ဖြစ်ပြီးစုစမ်းသွားမယ်လို့သိရပါတယ်ရှင်အဲနောက်တစ်ခါကျတော့ဒီကယ်ဘေးလုပ်ငန်းတွေဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုဒီဂိုင်းတိုင်းဝန်ကြီးချုပ်နဲ့လည်းတွေ့ဆုံသွားပါတယ် ဟုတ်ကဲ့ဒါဆိုရင်တရုတ်တပ်အမတ်ကြီးနဲ့စကိုင်းတိုင်းဝန်ကြီးချုပ်တို့ကဘာတွေဆွေးနွေးခဲ့ရလဲဆိုတာရောသိရပါသလားရှင်ဟုတ်ကဲ့ပါရှင်စကိုင်းတိုင်းဝန်ကြီးချုပ်ကတော့တရုတ်တပ်အမတ်ကြီးစီကိုအဲဒီကြတဲ့ဆောင်ရေးလုပ်ငန်းကိုဒီလုံဆောင်ပေးဖို့အတွက်လည်းတောင်းဆိုခဲ့ပါတယ်အဲဒီပတိချင်းကနေတော့တရုတ်ကစုစမ်းခဲ့တဲ့ဒီ ready made အိမ်အလုံးမျိုးအဲ့လိုမျိုးအိမ်အလုံးနေတယ်လို့ရှင်းတယ်လို့ပြောပါတယ်နောက်တစ်ခုကကျတော့ဒီမျိုးသားတွေပြန်လဲစိုက်ပျိုးဖို့အတွက်စိုက်ပျိုးမီ area ဧကပေါင်းပေါ့ မအားပေါင်းတော့အတွက်မျိုးစဘာတွေလိုအပ်တယ်လို့လည်းပြောပါတယ်။ရုပ်တမကြီးကတော့တူအစိုးရကိုတင်ပြပြီးတော့မှအဲဆက်လက်ဆောင်ရွက်မယ်လို့ဆိုပါတယ်။နောက်တစ်ခုကတော့အကယ်၍လိုအပ်မယ်ဆိုလို့ရှိရင်ဒီတရုတ်တမတော်ကလည်းဒီဧကစားရေးလုပ်ငန်းတွေကိုလုပ်ဆောင်ပေးဖို့အသင်းနဲ့အစင်းတရှိရလို့ပြောပါတယ်။တရုတ်တမကြီးအနေနဲ့ကတော့ဒီတရုတ်တမတော်ကိုဆက်သွယ်နေပြီးတော့တရုတ်စစ်တမ်းမှုအနေနဲ့ကတော့မြန်မာတမတော်ကိုဆက်သွယ်ဆောင်ရွက်နေရလို့ပြောပါပါတယ်ရှင့်။ဟုတ်ကဲ့အခုလိုရှင်းပြပေးတဲ့ မယမင်းဦးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒါကတော့ကလေးမျိုးရေဘေးအခြေအနေကိုတွားရောက်သတင်းယူနေတဲ့ DVB သတင်းတောက်မယမင်းဦးကိုတယ်လီဖုန်းနဲ့ဓာတ်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါရှင်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်